င်္ဂလာပါရှင်ရှမ်းကွန်မီဒီယာကကြိုဆိုပါရစေရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင် ကလောမြို့မော်မြေဦးပန်းချန်နဲ့ကလောဖူတားရှိမြေယာရှုခင်ဆောင်ရွက်နေမှုအားကြီးစုစစ်စည်းတဲ့တဲ့ရင်ကိုတင်ဆက်ပါမယ်ရှင် ကလောမျိုးတို့လာရောက်လည်ပတ်တော်ခီးသွားရတဲ့များအနေဖြင့်အလားပါဆုံးနဲ့ဆွေးဆောင်မှုအရှိဆုံးဒေတာထွက်ပန်းများထင်ရှူတော်များ cherry ပန်းများမဖြစ်မနေမှတ်တမ်းတင်ရမည်အထင်ကြီးပန်းချံတစ်ခုအနေဖြင့်အမတ်တရားထင်ကျနေစီရန်နဲ့ကလောဘူတာရှိမိယထာဆက်ကောင်ရှိရာအနေရှိ အများပြည်သူအပန်းပြေနိုင်မည်မြေယာရှုခင်တစ်ခုပေါ်ဆောင်နိုင်ရန်အတွက်ဆောင်ရွက်လက်ရှိကြောင်းသိရပါသည်အဆိုပါကလောမျိုးမောင်မြေဦးပန်းချန်တို့မတ်လ၁၈ရက်နေ့နက်9နာရီကရှမ်းပြည်နယ်ဆိုရဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်ရေယာဝန်ကြီးနဲ့တာဝန်ရှိသူများလိုက်ပါလျက်သွားရောက်ကြည့်ရှုစစ်ဆေးရာမောင်မြေဦးပန်းချန်စိန်လန်းစုပြည်သားရေးအတွက်ဆောင်ရွက်လက်ရှိသည့် Highland Oasis Construction Company Limited မှာ Managing Director ဦးအေးလွင်ကလုပ်ငန်းဆောင်ရွက်နေမှုများနဲ့ပတ်သက် ရွေးရှင်လင်းရာပြည်내ဝင်ကြီးချုပ်ကလိုအပ်သည့်များဖြည့်ဆွမ်းမှကြားခဲ့ပါတယ်။အဲဒီနောက်ပြည်내ဝင်ကြီးချုပ်နဲ့အဖွဲ့သည်ကလောချောင်းမြေထိန်နေရန်ဆောင်ရွက်ပြီးစီမှုနဲ့ကလောဖူတာရှိမိယထားဆက်ကောင်းရှိရာအနေရှိမိဘပြည်သူများအပန်းဖြေနိုင်မည်မြေယာရှုခင်တစ်ခုပေါ်ဆောင်နိုင်ရန်အတွက်ဆောင်ရွက်နေမှုအခြေအနေများကိုကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရပါတယ်။ဆလရွေပြည်နယ်ဝင်ကြီးချုပ်နဲ့အဖွဲ့သည်ကလောမျိုးရက်ွက်ဆက်တဲ့နန်တေရရှိ လောဆောင်ရည်စည်းရလာကောင်းမွန်ရေးအတွက်ချောင်းဖြောင်းခြင်းချောင်းအတွင်းရှိနှုံများဆဲယူခြင်းလုပ်ငန်းဆောင်ရွက်မည်နေရာနှင့်တည်တော်ဦးစီးဌာနမှအင်းပြင်ပြိုးဥယျာဉ်တွင် စိုက်ပျိုးရန်အတွက်ထင်ရှုပင်များပြိုထောင်ထားရှိမှုများကိုကြည့်ရှုခဲ့ပါသည်။အဲ့ဒီနောက်လွယန်ကြီးရအောင်စုအင်းပြင်ကြီးရအနီးရှိကလောချောင်းဖြောင်းခြင်းချောင်းတွင် အမိုက်တရိုက်နှင့်နှုံများဆဲယူခြင်းလုပ်ငန်းဆောင်ရွက်မှုများကိုလိုက်လံကြည့်ရှုစစ်ဆေးပြီးလိုအပ်သည့်များကိုဖြည့်ဆွဲ၍တော ာဝန်ရှိသူများကိုမကြားခဲ့ပါတယ်။ထို့မှတဆင်ပြည်내ဝန်ကြီးချုပ်နဲ့အဖွဲ့သည်ကလောမျိုးအမတ်တဲ့အခြေခံပညာထက်တန်းကြောင်းတွင်တက္ကသိုလ်ဝန်ထမ်းဆောင်မေးပွဲဒုတိယနေ့အင်္ဂလိပ်ဘာသာရပ်ဖြေဆိုနေမှုများအားတွားရောက်ကြည့်ရှုခဲ့ကြောင်းသိရပါတယ်။ကလောခရိုင်တွင်တွင်တက္ကသိုလ်ဝန်ထမ်းဆောင်မေးပွဲများကိုကလောမျိုးတွင်အားထားကတဲ့အောင်မဲမျိုးတွင်အားထက3အားထက5အားထက6ဟေဟိုဘောဆိုင်အင်ခေါင်းညောင်ရွှေမျိုးနယ်တွင်အားထက အာထကနဲ့အခြေခံပညာထက်တန်ကျောင်းများဖြစ်သောအင်ဘော့ခုံမင်းချောင်းမိုင်းတောက် ဟေးရရမအင်ရကျောင်းတို့တွင်စာစစ်ဌာန14ခုတို့၌ဆောင်မေးပွဲဖြေဆိုသူပေါင်း3095ဦးဝင်ရောက်ဖြေဆိုပြီးဖြေဆိုသူ69.3%ခွန်ရခိုင်နှုန်းရှိကြောင်းသိရပါသည်တက္ကသိုလ်ဝန်ဆောင်မွေးပွဲဖြေဆိုနေသည့်ကျောင်းသားကျောင်းသူများအတွက်ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများကလည်းကျန်းမာရေးဆောင်ရှားမှုများဆောင်ရွက်ပေးလျက်ရှိကြောင်းသိရှိရပါသည်ရှင်